ူကိုယ်တိုင်ကအီအေဟူအီယာအူရဲ့ကျွန်ဖြစ်ပြီးတော့ခမရတို့အဖေခေါ်နေတယ်အဲ့ဒီအီအေဟူအီယာအူကိုကန်နေပလောင်တွေကတရုတ်ရဲ့ဩဇာခံလက်ဝတ်ခံဖြစ်နေတယ်ဒါကြောင့်မလို့ခမရတို့ကကျွန်တော်မှရိုးရိုးကျွန်မဟုတ်ပဲနဲ့တဆင့်ခံကျွန်တပေါက်တွေဖြစ်နေကြတယ်မဟုတ်ပါဘူးလို့ညင်းကျင်နေလို့ရှိရင်ကျွန်မစိန်ခေါ်ရဲအဲ့ဒီ TNL MTE ရဲ့နောက်မှာနိုင်ငံရေးအကြောင်းတွေတခြားနိုင်ငံတွေရဲ့ပြောကမပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနိုင်သလားခင်ဗျားတို့အဖေခေါ်နေတဲ့ KIA ရဲ့နောက်မှာ CIA မပါဘူးလို့အမှခန့်ချက်ပေးနိုင်လားခင်ဗျားတို့အဖေခေါ်နေတဲ့ KNU ရဲ့နောက်မှာ MI စစ်မပါပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအမှခန့်ချက်ပေးနိုင်တလားနိုင်ငံရေးအာမခံချက်ပေးနိုင်တဲ့လူရှင်ရှိထွက်ခဲ့ပါဇမစိန်ခေါ်ရေခင်ဗျားတို့ကိုယ်တိုင်ကကျုံတဖောက်တည်ဖြစ်နေကြတယ်ဆိုတော့အမနာနဲ့ပြောရမယ်ဆိုရင်လေဒေါက်တာတက်တက်ဒေါက်တာတက်တက်ခိုင်ပေါ့နော်လက်ရှိမှာတမန်အောင်ဒေါက်တာတက်တက်ခိုင်တမီးရဲ့ဒီတက်တူးပရဘွားနဲ့သူ့ရဲ့ဖြစ်တည်မှုကဟာကျွန်တော်တို့မြန်မာ ရင်ချင်းမအတိုင်းဝိုင်းနေကျွန်တော်တို့မြန်မာမျိုးလုံးနေကြတော့နည်းနည်းဆန့်ကျင်ပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်မယ်ခေါင်းဆောင်တက်အောင်နေနေကအဲခုချိန်တွေကကြိုတင်ပြီးတော့ဟောပါအသေးပွဲကိစ္စလေးအရစားခင်းဆိုင်ဖို့လိုအပ်တာလက်ရှိကျွန်တော်တို့တက်ချောက်ရဲ့နိုင်ငံရေးဂရီကဘကမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရလို့ရှိရင်တက်မတော်ကနိုင်ငံရေးရအပြီးထွက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်ဆိုလိုချင်တာကအခုလက်ခဏာရဲ့ SCNC နော် SCA ဆိုတာက ထာဝရအပြစ်ခတ်ရဲဆဲနိုင်အောင်ယာယီသဘောအားဖြင့်ပထမခြေလှမ်းဖြစ်တယ်။ဒီပထမခြေလှမ်းကိုအောင်မြင်ခဲ့လို့ရှိရင်မြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရအောင်လှုပ်ဆောင်နိုင်မယ်လို့ရှိရင်တွတ်တော်မှာ25ရာခိုင်နှုန်းကလွှတ်တော်ကနေဖတ်မယ်ဆိုတဲ့နိုင်ငံရေးကတူကိုပေးပြီးသားပေးပြီးသားဖြစ်တယ်။ဒါအပြင်နော်ဖက်ဒရယ်နဲ့ဒီမိုကရေစီကို အခြေခံတဲ့ပြည်တော်စုတစ်ခုကိုတည်ဆောက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုတော့ဒီထက်ပိုပြီးခမရတို့ကဘာကိုမျှော်လင့်နေကြတာလဲ။ဒီထက်ပိုပြီးခမရတို့မျှော်လင့်နေကြတယ်ဆိုရင်ခမရတို့မျှော်လင့်နေမှုဟာလွတ်လပ်ရေးလွတ်လပ်ခွင့်မဟုတ်ပဲနဲ့လွတ်လပ်ရေးတာဖြစ်လိမ့်မယ်။လွတ်လပ်ရေးကိုတောင်းဆိုတာနဲ့အမြခမရတို့ကနိုင်ငံသက်သာဖောက်တွေဖြစ်လိမ့်မယ်။ဆိုတော့ကအပေးနိုင်ငံရေးဆွေးနွေးတယ်ဆိုတာကပဲကိုဘက်ကဘာတွေပဲရနိုင်မလဲဆိုတာကြီးပဲမှုပဲနဲ့ငါဘက်ကဘာပြန်ပေးရမလဲဆိုတဲ့အပြန်အလှန်သဘောတရားလိုအပ်တယ်။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တမတ်တလုံးကြီးဒေါက်တာအေးမောင်ဒေါက်တာတက်ခိုင်နဲ့ဦးကိုကိုကြီးတို့ကိုမပတူမှပြပြတသားပြောလိုက်ပြီးရုတ်တန့်နဲ့အတူမြန်မာစစ်တပ်အင်အားအလွန်ကျုံတုံးမှုရက်ဆိုင်မှု EU တောင်းဆိုလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်မြန်မာစစ်တပ်အနေနဲ့ရန်လိုတိုက်ခိုက်မှုတွေကိုအမြန်ဆုံးရပ်တန့်ပြီးအင်အားအလွန်ကျုံတုံးတိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့လုံခြုံစိတ်ချရယုံမက အတားအဆီးကင်းတဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအမြန်ဆုံးခွင့်ပြုပေးဖို့ဥရောပသမဂ္ဂယူကတောင်းဆိုလိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမှာမက်လာ၁၁ရက်နေ့ကကျင်းပတဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံအန်ခရီရဲ့ကိုစဲနှစ်ကြိမ်မြောက်အစည်းအဝေးပြီးထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာအခုလိုတိုက်တွန်းလိုက်တာပါ။မြန်မာနိုင်ငံကတက်ဆိုင်သူအဖွဲ့အားလုံးအယက်သားပြည်သူတွေကိုအကာအကွယ်ပေးဖို့အပါအဝင်နိုင်ငံတကာဥပဒေတွေနဲ့နိုင်ငံတကာလူအခွင့်အရေးဥပဒေတွေကိုလေးစားလိုက်နာဖို့လဲ ဥရောပသမဂ္ဂကတိုက်တွန်းတဲ့အကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီကနေချမှတ်ထားတဲ့ resolution 2669နဲ့အညီအာဆီယံအရှိတောင်အာရှနိုင်ငံများအသင်းနဲ့ကုလသမဂ္ဂတို့ကနေငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြည့်ရှင်းဖို့ကြိုးပမ်းလာတွေကိုအပြေးကြောင်းလဲဖော်ပြထားပါတယ်။ ဒါအပြင်မြန်မာခုအနေနဲ့မြန်မာနိုင်ငံကဒုက္ခသည်တွေကိုလက်ခံထားတဲ့နိုင်ငံတွေအာဆီယံနဲ့အခြားဒေသတွင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးနေဆက်ဖြတ်ကျော်အကူအညီပေးနိုင်မှုတိုက်တွန်းပါတယ်မြန်မာနိုင်ငံမှာလူအခွင့်အရေးချိုးဖောက်မှုနဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေထပ်မဖြစ်အောင်နိုင်ငံတကာကတိုးမြင့်ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်အန်ကနဲ့အခြားကုလသမဂ္ဂအဖွဲ့အစည်းတွေအားလုံးကနေမြန်မာနိုင်ငံဌာနကိုယ်စားလှယ်ကိုရေရှည်ကျိုးဖြစ်ထုံးမဲ့နီလန်တွေအကြံပြုကြဖို့လဲဥရောပသမဂ္ဂကတိုက်တွန်းပါတယ် င်္ဂလာပါကျွန်မမဘူးတူမှာသိပါရှင်ဒီနေ့နောက်25ခုနှစ်မတ်လ12ရက်နေ့ဖြစ်ပါတယ်အိန္ဒိယရဲ့ပြည်နယ်ဝန်ကြီးချုပ်ကကျွန်တော်မြန်မာရေးနဲ့ပတ်သက်လို့အာသူသတင်းစာရှင်းလင်းပွဲတစ်ခုသတင်းမီဒီယာတစ်ခုကိုပြောကြားခဲ့တာရှိအဲ့ဒါပါလဲဆိုတော့နိုင်ငံသားတွေကတဲ့သူတို့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကိုဖျက်ပြီးတော့မြန်မာနိုင်ငံချင်းတောင်တန်းပေါ်ကသဘုံကြီးကိုစစ်တင်နေပေးနေတယ်ဒါကအိန္ဒိယရဲ့မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောခဲ့တဲ့စကားဖြစ်တယ်ဆိုတော့က ဆိုတော့သူတို့အိန္ဒိယပြည်နယ်ကိုဖြတ်ပြီးတော့မြန်မာနိုင်ငံထဲကချင်းတောင်တန်းပေါ်မှာရှိတဲ့တဘုံနေလို့ပြောသွားတယ်နော်။တဘုံနေကိုစစ်တင်နိုင်ပြီးနေလို့သူတို့ပြည်နယ်ထဲမှာလွတ်လပ်စွာသားလခွင့်ကိုကန့်တတ်မဲ့ဥပဒေတွေထုတ်မဲ့ဆိုပြီးပြောသွားတယ်။ဒီစကားကိုကြည်ကြည်အားဖြင့်အညာဗဒတ်တီအဖေခေါ်နေတဲ့ CN နဲ့ CN ရဲ့နောက်မှာနိုင်ငံခြားပယောကတွေပါနေတယ်ဆိုတာသိတာထင်ရှားတယ်။ ဆိုတော့ကျမခင်ဗျားတို့ကိုနောက်20နဲ့ပုံနေတာပြောခဲ့တယ်ခင်ဗျားတို့အဖေခေါ်နေတဲ့ EU ကို EAO တွေရဲ့နောက်မှာတခြားနိုင်ငံရေးအကြောင်းတွေးတွေနဲ့တခြားသောနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုမပါပါဘူးလို့ခင်ဗျားတို့အာမခံနိုင်သလားလို့ကျမမေးခဲ့တယ်ကျမကလူလူမေးပေမဲ့ကျမကိုလူလူပြန်ဖြေနိုင်တဲ့သူမရှိပဲနဲ့ကျမပြောတဲ့စကားလုံးတွေကိုဖြတ်ညက်ကတ်ထက်ပဲဖြတ်ညက်ကတ်ပဲလုပ်ကြတယ်ဒီထက်ပိုတဲ့အရေးချင်သူတို့မှမရှိကြဘူးเนาะဆိုတော့က ခင်ဗျားတို့ကတစိရှိရင်ပြည်တွင်းစစ်ပါပြည်တွင်းစစ်ပါဆိုတော့ခေါင်းစဉ်တေးသေးဖောင်သေးသေးလေးကိုမဟုတ်ပဲနဲ့အဲ့ဒီပြည်တွင်းစစ်ဆိုတဲ့ပေါင်ကိုကြော်ပြီးတော့ငါတို့နိုင်ငံမှာငါတို့နိုင်ငံသားတွေမရင်ညွတ်တဲ့အတွက်ငါတို့အချင်းချင်းကိုအုံချပြီးတော့ငါတို့မျိုးကိုအုံချပြီးတော့ငါတို့ကိုဈာခံစစ်အစင်ခံစစ်ဆင်နှွှဲနေကြတယ်ဆိုတာခင်ဗျားတို့သဘောပေါက်ဖို့လိုတယ် ဆိုတော့ကျွန်မထပ်ပြီးမေးမယ်အခု PDD NUG တွေကအဖေခေါ်နေတဲ့တရလလေးရဲ့ MNTA ရဲ့နောက်မှာကိုကန်နဲ့ပလောင်ရဲ့နောက်မှာတရုတ်ရဲ့ခြေရလက်ရမပါပါဘူးလို့ခင်ဗျားတို့အာမခံနိုင်သလားဘာကြောင့်ဒီစကားဖို့မေးရလဲဆိုရင်လက်ရှိမှာကျမတို့နိုင်ငံနိုင်ငံအကြီးအကဲကရုရှားကိုသွားတယ်ဘလာရုကိုသွားတယ်အခုပြန်လာတဲ့အချိန်မှာတရုတ်နိုင်ငံအကြီးအကဲကမြန်မာနိုင်ငံကိုအခုကျမတို့ နိုင်ငံခြားဝင်ကြီးနဲ့တွေ့ဆုံတာရှိတယ်။ဆိုတော့ကဟာမြန်မာပြည်ကတရုတ်ကျုံဖြစ်တော်မယ်လို့ရုရှားကျုံဖြစ်တော်မယ်လို့ပြောတယ်။ဆိုတော့ခမားတို့ကိုယ်တိုင်က EAO EAO ရဲ့ကျုံဖြစ်ပြီးတော့ခမားတို့အဖေခေါ်နေတဲ့အဲ့ဒီ EAO EAO ကိုကန်နေပလောင်တွေကတရုတ်ရဲ့ဩဇာခံလက်ဝတ်ခံဖြစ်နေတယ်။ဒါကြောင့်မို့လို့ခမားတို့ကကျုံတော်မှာရိုးရိုးကျုံမဟုတ်ဘဲနဲ့တဆင့်ခံကျုံတပောက်တွေဖြစ်နေကြတယ်။ မဟုတ်ပါဘူးလို့ညင်းကျင်နေလို့ရှိရင်ကျွန်မစိန်ခေါ်ရဲအဲ့ဒီ TNL MTE ရဲ့နောက်မှာနိုင်ငံရေးအယောင်သွေးတခြားနိုင်ငံတွေရဲ့ပြောကမပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနေသလားခင်ဗျားတို့အဖေခေါ်နေတဲ့ KIA ရဲ့နောက်မှာ CIA မပါဘူးလို့အာမခံချက်ပေးနေလားခင်ဗျားတို့အဖေခေါ်နေတဲ့ KNU ရဲ့နောက်မှာ MI စစ်မပါပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနေသလားနိုင်ငံရေးအာမခံချက်ပေးနိုင်တဲ့လူရှိရှိထောက်ခဲ့ပါကျွန်မစိတ်ခေါ်ရင်ခင်ဗျားတို့ကိုယ်တိုင်ကကျုံတဖောက်တည်ဖြစ်နေကြတယ် နောက်တစ်ခုကလက်နက်ကင်များအားလုံးကိုမလုံပေးပြီးတော့အပေးယူလို့ရလိုအပ်ကြောင်းရခိုင်ဥဆောင်ပါတီဒေါက်တာအေးမောင်ရဲ့ပြောဆိုမှုနော်ဒါကမီဒီယာတစ်ခုအင်တာဗျူးလုပ်ထားတာတွေ့ရတယ်။ဟာမီဒီယာတွေနဲ့မကြာခဏထိတွေ့ပြီးတော့လူလူကြာမှာခဏခဏထွက်ပြတာဆိုလို့ရှိရင်ထောက်တာအေးမောင်ရှိမယ်။အာပြည်သူပါတီရဲ့ဥပုပ်ကိုရှိမယ်။သူတို့နှစ်ယောက်ဆိုလို့ရှိရင်ခဏခဏအာမီဒီယာတွေနဲ့အထွတ်တွေလုပ်နေရှိတယ်ပေါ့နော်။အာဒါပေမဲ့ဟိုသူတို့ဆယ်ခွန်းပြောလို့တခွန်းလောက်လူလူရင်ဘက်ထဲကိုရောက်တယ်ဆိုတာရှားတယ်။ ဒါကြောင့်မအားမတားတဲ့ဝေဖန်ထောက်ပြတာပေါ့နော်ဥပမာအခုဒီရက်ပိုင်းညမှာဒေါ်သက်သက်ခိုင်လက်ရှိအစိုးရဖွဲ့ရနေပြီးတော့အနားယူပြီးတော့သူ့ရဲ့နိုင်ငံရေးပါတီရဲ့လုပ်ငန်းစဉ်တွေပါတီလုပ်ပါတီကိစ္စတွေသူလုပ်တယ်ပေါ့နော်အဲ့မှာမီဒီယာအင်တာဗျူးလုပ်တယ်တကုံးဆိုဆိုတလောက်လောက်မဲဆန္ဒရှင်ပြည်သူရဲ့ရပတ်ထဲကိုရောက်တယ်ဒါကဘာလို့ပြလဲဆိုလို့ရှိရင်နံပါတ်1ဒေါ်သက်သက်ခိုင်စကားပြောတယ်ပြတ်တာမှု နံပါတ်တဲ့စကားပြောတာပြတ်သားတယ်ရင်းရင်တည်ကြည်တယ်နောက်တစ်ခုသူ့စကားပြောလိုက်တဲ့လေဦးလေးတိန်းနဲ့သူ့ရဲ့မျက်နှာအမူအရာမှာသူ့ရဲ့အတွင်းစိတ်တဲ့ကျွန်တော်နိုင်ငံပေါ်မှာတကယ်စေတနာရှိလားမရှိဘူးလားဆိုတော့အနေနဲ့ပေါ်လွင်တယ်နော်ကျွန်တော်ကဒီနိုင်ငံရေးပါတီခေါင်းဆောင်တွေလက်ရှိမှာယူကောက်ပြဝင်ပြိုင်မယ်ပါတီခေါင်းဆောင်တွေဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါသမရလောင်းတွေလို့ပြောလို့ရတာပေါ့နော်ကျွန်တော်သမရလောင်းတွေဆိုတော့နိုင်ငံရေးသမရလောင်းတယောက်ဖြစ်ရထော်တာအေးမောင်ကိုမြင်အောင်ကြည့်ရဆိုတော့ပထမဆုံးဒေါက်တာအေးမောင်ရဲ့ဖြစ်တည်မှုကိုကျွန်မအတိအမှတ်ပြုပြီးတယ် ဒီအေအေကဲ့သို့ပဲနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ခြင်းမလုပ်ဖဲနဲ့နိုင်ငံရေးနီးလန်းရာဥပဒေပေါင်းတွင်မှနေထိုင်နေတဲ့အတွက်သူ့ရဲ့ဖြစ်တည်မှုကိုသိမှတ်ပြုတယ်။ထို့သောတမနာလောင်းတယောက်အနေနဲ့သူပြောဆိုမှုရဲ့သူပြောဆိုခဲ့တဲ့စကားတွေနော်သူ့ရဲ့အဲလေယူလေသိမ်းနဲ့သူ့ရဲ့မျက်နှာအမှုရာတွေနဲ့ကကျမတို့ပြည်သူတွေရဲ့ရင်ထဲကိုဆယ်ကုန်းပြောလို့တခုံးမရောက်ဘူးဆိုရင်ဒါအားနဲ့ချက်ကဘာဖြစ်နေတယ်လဲ။ ဥက္ကူကိုကြီးလည်းထိုးနှီးလိုက်အောင်ပဲစကားတွေတော့အများကြီးပြောတယ်သူအများကြီးပြောတဲ့စကားကဆယ်ခွန်းပြောလို့တခွန်းကပြည်သူရှင်ဘတ်ထဲနှလုံးသားတွေကိုမရောက်ဘူးပေါ့နော်ဆိုတော့ကတမနာလောင်းနေလောင်းလှက်ရဖြစ်တဲ့အတွက်သူတို့ရဲ့ဖြစ်တည်မှုတွေဟိုနေ့စဉ်အသေးအဖွဲခိစားလေးရစားကျွန်တော်တို့လူတို့ရဲ့နှလုံးသားထဲမှာရောက်နေပို့လို့ရတာပေါ့နော်ဆိုတော့ဒေါက်တာခိုင်လည်းပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့အာကျွန်တော်တို့ရေးစကားလေးတစ်ခုရှိရယ်တာသမီမကောင်မိပါကောင်းနဲ့ เนาะဒေါအောင်ဆန်းစုကြည်ဆိုလို့ရှိရင်လေအာသူသားဒီအလက်ဇန္ဒားအရစ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဝေဖန်ထောက်ပြမှုတွေလုပ်ရတယ်လုပ်ကြတယ်ပေါ့เนาะကျွန်မကိုယ်တိုင်ကဝေဖန်ထောက်ပြတယ်ဆိုတော့အမနာနဲ့ပြောရမယ်ဆိုရင်လေအာဒေါက်တာတက်တက်ဒေါက်တာတက်တက်ခိုင်ပေါ့เนาะလက်ရှိမှာတမန်လာလောင်းဒေါက်တာတက်တက်ခိုင်တမီးရဲ့ဒီတက်တူးပရဘွားနဲ့သူ့ရဲ့ဖြစ်တည်မှုကအာကျွန်မတို့မြန်မာရင်ချင်းမှုအတိုင်းဝိုင်းနေကျွန်မတို့မြန်မာမျိုးလုံးတွေကြတော့နည်းနည်းဆက်ရပဲဖြစ်နေတယ်ပေါ့เนาะဆိုတော့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်မယ်ခေါင်းဆောင်တက်အောင်နေနေကအခုချိန်နဲ့ကကြိုတင်ပြီးတော့ဟောပါ တေးပွဲကိစ္စလေးအစားခင်းဆိုင်ဖို့လိုအပ်တာပေါ့နောက်ကျရင်ကနင်တို့နိုင်ငံရဲ့ခေါင်းဆောင်ရဲ့တမိရအစီနိုင်ငံခေါင်းဆောင်တီတမရဆိုလို့ရှိရင်ဒါနိုင်ငံရဲ့ဖခင်အမျိုးသမီးတမန်ရဖြစ်မဲ့တော့ဒါနိုင်ငံမိခင်နိုင်ငံမိခင်တယောက်ရဲ့တုံတဲ့ဆုံးမမှုအောက်ကဘလို့ရှိလဲဆိုတဲ့ပုံရိပ်ကိုထိခိုက်စေတာပေါ့နော်။သူများလက်ညှိုးထိုးကြဖြစ်တာပေါ့နော်။ဆိုတော့ကဒီအချက်လေးတွေကိုဒါအယခုချိန်ထဲကထိန်းထိန်းတိတ်တိတ်ကြက်ကြက်မက်မက်လုပ်မယ်ဆိုလို့ရှိရင်တော့ဩဒီဥပကိုကြီးတို့ ဒေါက်တာအိမ်မောင်တို့တက်စားလို့ရှိရင်တော့ဒေါက်တာသက်သက်ခိုင်ရဲ့စကားဒီဒေါက်တာသက်သက်ခိုင်ရဲ့ဖြစ်တည်မှုကဒီကျမတို့ပြည်သူရင်မထဲကိုပို့ပြီးရောက်တယ်လို့ဆိုလို့ရတာပေါ့ဒါပေမဲ့ဒီကိစ္စမှာဒီဒေါက်တာအိမ်မောင်ရဲ့အင်တာဗျူးပြောဆိုမှုမှာကတိုင်းသားလက်နက်ခိုင်နေနဲ့သူတို့လိုချင်တာကိုမလုံပေးပြီးအပေးယူလုပ်ရမယ်ဆိုတဲ့စကားကြတော့လက်ခံပြီးလို့မရဘူးလက်ရှိ ကျမတို့တက်ချောက်ရဲ့နိုင်ငံရေးဂတိကဝတ်ကမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရလို့ရှိရင်တက်မတော်ကနိုင်ငံရေးရအပြီးထွက်မယ်လို့ နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုလိုချင်တာကအခုလက္ခဏာရဲ့ SCNC เนาะ SCA ဆိုတာကထာဝရအပြစ်ခတ်ရဲဆဲနိုင်အောင်ယာယီသဘောအားဖြင့်ပထမအခြေလမ်းဖြစ်တယ်။ဒီပထမအခြေလမ်းကိုအောင်မြင်ခဲ့လို့ရှိရင်မြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရအောင်လှုံ့ဆော်နိုင်မယ်လို့ရှိရင်တွတ်တော်မှာ25ရာခိုင်နှုန်းကလွှတ်တော်ကနေဖတ်မယ်ဆိုတဲ့နိုင်ငံရေးကတိကိုပေးပြီးသားပေးပြီးသားဖြစ်တယ်။ဒါအပြင်เนาะဖက်ဒရယ်နဲ့ဒီမိုကရေစီကို အခြေခံနဲ့ပြည်ထောင်စုတစ်ခုကိုတိဆောက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုတော့ဒီထက်ပိုပြီးခမားတို့ကဘာကိုမျှော်လင့်နေကြတာလဲ။ဒီထက်ပိုပြီးခမားတို့မျှော်လင့်နေကြတယ်ဆိုရင်ခမားတို့မျှော်လင့်နေမှုဟာလွတ်လပ်ရေးလွတ်လပ်ခွင့်မဟုတ်ပဲနဲ့လွတ်လပ်ရေးတာဖြစ်နေမယ်။လွတ်လပ်ရေးကိုတောင်းဆိုတာနဲ့အမြခမားတို့ကနိုင်ငံတစ္ဆာဖောက်တွေဖြစ်နေမယ်။ဆိုတော့ကအပေးနိုင်ငံရေးဆွေးနွေးတယ်ဆိုတာကပဲကိုဘက်ကဘာတွေပဲရနိုင်မလဲဆိုတာကြီးပန်းမှုပဲနဲ့ငါဘက်ကဘာပြန်ပေးရမလဲဆိုတဲ့အပြန်အလှန်သဘောတရားလိုအပ်တယ်။နောက်တဲ့သတင်းတစ်ခုက GVB နဲ့ RFA မှာရေးသားဖော်ပြကြရတယ်။ ရေဦးနဲ့တောင်းတာမှာတဲ့စစ်တပ်ကဘုံကျဲလို့ဘာသာရေးဆိုင်ရာအဆောင်တွေပဲစီဆုံးချုံကုန်ပါတယ်ဆိုပြီးတော့စစ်တပ်မုံတွေလောက်ချတယ်။အဲ့ဒီမှာပါလဲဆိုတော့ရေဦးမြို့နယ်ပလူဇဝကြီးွာဖုံးကြီးကျောင်းကြီးကိုစစ်တပ်ကဘုံကျဲသွားတယ်တဲ့။ဆိုတော့ကရှေ့မှာလည်းပဲဒီလိုမျိုးစစ်တပ်ကဟာပဲဖုံးကျောင်းကိုတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲသွားတယ်။အခုလည်းပဲ RFA ရော JBB ရောပြောတယ်စစ်တပ်ကတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲသွားတယ်ဆိုတာမျိုးကြီးဘာသာရေးဆိုင်ရာအဆောင်တွေကိုဘုံကျဲတယ်ဆိုတာမျိုးကြီးပြောတယ်။ဆိုတော့ကျွန်မရှင်းတို့ကိုရုပ်သားဖိုင်တစ်ခုအာဓာတ်ပုံအမှတ်တမ်းတစ်ခုပြမယ်ကြည့်ကြည့်ပါ။ ရှင်ပြုတ်လားရှင်ပြုတ်နာတာဒီကျမတို့ဗုဒ္ဓဘာသာဝင်နေပါပါရေးဆိုင်ရာဒလိထုံးနဲ့ဖြစ်တယ်ရူရရင်ကျုံမွေနေဖြစ်တယ်ဒါသာသနာ့အမှုရုပ်ဆက်ခံချက်ဖြစ်တယ်ဒါကြောင့်မို့လို့နော်အာသူဖာသူအနေပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ခုလိုမျိုးသာသနာ့အမှုခံယူခြင်းကိုဗုဒ္ဓဘာသာဝင်တယောက်နေနဲ့အားပေးတယ်သို့တော့ခမားတို့ကဘာသာရေးကိုသုံးချပြီးတော့အဲ့ဒီမှာနော်လက်သုံးချောင်းနေထောင်ရတယ်မောင်ရင်လောင်းဝါစဒီတပိတ်လွယ်တန်ခမ်းပိုက်တဲ့အာအလှရှင်အလှမတွေအားစား ။နောက်ဆိုတော့ခင်ဗျားတို့နေကျွန်တော်ရိပ်ပါရင်မှလည်းဒီအရှင်ပြုနာသားရအများကြီးရှိတယ်။ဘယ်အရှင်ပြုနာသားကမှအခုလိုမျိုးဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်မထုတ်ကြဘူး။ဒါဒီဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုတ်ခြင်းဖြစ်တယ်။ဒီပုံတွေကိုကြည့်ရပြင်ဒီလူတွေအကုန်လုံးကလက်ရှိနာဆာကအစိုးရကိုတော်လန်ပုံကန်နေတဲ့ PDF ကိုချက်ဖက်တမားတွေကိုအားပေးနေတယ်ဆိုတာပေါ်နေတယ်။တကယ်လို့များဒီနေရာကိုစစ်တပ်ကသာတိုက်ခိုက်မှုလုပ်ကြည့်ပါ။စစ်တပ်ကရှင်းလောင်းပြတာကို တိုက်ခိုက်ပါတယ်ဆိုပြီးတော့စစ်တပ်မုံကြီးရထပ်ပြီးလုပ်ကြလိမ့်မယ်ဆိုတော့ခမားတို့ကိုတတိပေးချင်တာကခမားတို့ဒီဘာသာရေးကိုအသုံးချပြီးတော့နိုင်ငံရေးအမျက်မထုတ်ပါနဲ့ဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတဲ့အောက်တန်းစားလူဟာခမားတို့ကိုယ်တိုင်ဖြစ်တယ်ခမားတို့ကိုယ်တိုင်ကနိုင်ငံရေးကိုအမျက်ထုတ်နေကြတဲ့အောက်တန်းစားကြီးဖြစ်တယ်ဆိုတော့နောက်ထပ်သတင်းကိုကျွန်မဖတ်ပြမယ်တာကြီးလေးမျိုးနံမှာကြက်168တိုင်းခံတာမျိုးရှိတယ်စိတ်ကြွဆေးပြားများဖတ်စီရမိပါတယ်တဲ့ကျိုးလုံလုံများကိုဥပဒေနဲ့ညီအစ်ကိုနိုင်ဆက်လက်ဆောင်ရွက်ရလျက်ရှိပါတယ် ကျတော့ဒီလိုမျိုးမိုးရေစေးတွေဖမ်းဆီးရမိတဲ့တဲ့တွေကကျမတို့မကြားခဏကြာရရဲ့ဒီထဲမှာမှာပမာဏအများဆုံးဖမ်းဆီးရမိတာပေါ့နော်အဲ့ဒါကပြီးခဲ့တဲ့နောက်20လေး17လပိုင်းလောကဘကိုးမှာဖမ်းမိတာဘကိုးကဂလိုက်ရှက်ဖီဂလိုက်ရှက်ဖီဆိုတာက အဲသူရှိမှာဖက်ရှိရမိတယ်စိတ်ကဆူပြားကဘာလို့များလဲဆိုလို့ရှိရင်အခုက160နဲ့8သိန်းဆိုတော့သိန်း200တော့မပြည့်ဘူးဒါတော်တော်နည်းတဲ့ပမာဏပေါ့နော်အဲ့ဒီဘကူးကကလားရှက်ဖေးရှိမှာပြီးခဲ့တဲ့နောက်20နဲ့17လပိုင်းတော့ကဖက်ရှိရမိတယ်မွေးရစီဝါက14ဘီလီယံရှိတယ်14ဘီလီယံဒီပမာဏကိုကြားလိုက်တာနဲ့ဒီပြမှုကိုကျိန်းသေးပေါ့ထောင်းနဲ့တသက်တကြုံချရမယ်ဆိုတာအားလုံးရှင်းထဲမှာအလိုလိုသိပြီးသားနော်ဆိုတော့က ဒီကလိုင်းရှက်ဖီရှက်ဖီကော်နာနဲ့ဝင်းပေါ့နော်ကလိုင်းရှက်ဖီပေါ်မှာအမွေစေဝါကြီး14ဘီလီယံဖန်စီရမိရဲ့အဲ့ဒီအမှုနဲ့ပတ်သက်လို့လက်ရှိမှာဘူရိုက်ဒေတာကြီးရှိုးရအဖွဲပေါ့နော်ဘူရိုက်ဒေတာကြီးအမွေစေဝါနေနေအဖွဲကဘယ်လိုမျိုးများစစ်စစ်ပြပြအရေးယူနေကြလဲဆိုတာတော့ကျွန်တော်တို့နားဆွင့်နေတယ်။ဘာကြောင့်လဲဆိုတော့ခွေးမိကောက်ဆိုတာကကြေးတော့ဆုံးခဏပဲနော်ခွေးမိကောက်တို့မြည်တီကြေးတော့ဆုတ်ပေးတယ်ခဏပဲ ဲ့ဒီကလာရှက်ပြီးကနောက်ပကိုးမှာကရက်ကွက်ငါရက်ကွက်ချမှာဆိုရင်များသွားပြန်အဲ့ဒီမွေးရည်စေးတွေကိုတုံးဆွဲတာကိုရောင်းချတာကိုကလာတွေကရောင်းတာအခုလည်းပဲအဲ့ကလာရှက်ပြီးမှာဖန်ဆီးရမိတယ်ပထမပြီးခဲ့တဲ့ဆိုတာလက်ထက်တုံးကလည်းပဲဒီဒေါ်ဆုတီနဲ့အန်ဒီဆိုတာလက်ထက်တုံးကလည်းအခုလိုပဲအဲ့ဒီမွေးရည်စေးဝါးတွေဖန်ဆီးရမိတယ်သူကတကယ်ပေါ်မှာဟိုးရှမ်းမြောက်ကနေပြီးတော့မွေးရည်စေးဝါးတွေကိုပကိုးတင်အဲ့ကနေရမှာရန်ကုန်တို့ရခိုင်တို့ကိရင်တို့ကိုပြန်ပြီးတော့ဖြန့်နော်၁၄ပြည်နဲ့ဆိုတာများတယ်တိတ်ကိုများတယ်ပမာဏနော် နော်ဒါပေမဲ့အဲ့ဒီ glass shaping ကိုပြီးခဲ့တဲ့ဒေါ်စုကြည် NLD ဘာကြီးစိုးရလက်ထက်ကအဲ့ဒီလိုမွေးစေးတွေဖမ်းမိတာကိုလူငယ်ကြီးနဲ့ပြန်ပြီးလွတ်လာတယ်ထောင်နှစ်နှစ်မပြည့်လာဘူးသူကြောင့်ထောင်ကြတာထောင်ကြတာနှစ်နှစ်မပြည့်ပဲနဲ့လူငယ်ကြီးနဲ့ပြန်ပြီးလွတ်လာတယ်ဆိုတော့အဲ့ဒီနောက်မှာတော့လက်ပေးလက်ယူတွေငွေပေးငွေပေးငွေယူတွေလူစားထိုးမှုတွေမရှိဘူးလားဆိုပြီးလူတွေကတန်ဆရာရှိကြမိဖို့နေထုတ်နေကြတာအ ပေါ့နော်ဆိုတော့လက်ရှိမှာလည်းပဲအခု12လပိုင်းတော့ကဖမ်းမိတယ်14ဘီလီယံဆိုတော့ပမာဏတိတ်များတယ်ဒီတစ်ခါဟောဒီကောင်ကတင်းတင်းနေနေနေပြီးတော့လူငင်းချမ်းသာနဲ့လွတ်လာအောင်မလားလူငင်းချမ်းသာဆိုတာကခွေးမိောက်ကြီးတော့ဆိုများဖြစ်နေမလားဆိုပြီးတော့ဆိုရင်ပူပန်မှုရှိတယ်ဆိုတော့ကလက်ရှိမှာဘူးလိုက်ဒေတာရေးဆိုရအခွင့်အရေးနဲ့ကအဲ့ဒီအမှုကိုဘလို့မျိုးတို့ထိရောက်စွာအပြစ်ပေးမလဲကျွန်မတို့ကတော့ဒါဒီလိုကောင်မျိုးကိုထောင်နဲ့တသက်တကြုံချဖို့မျှော်လင့်နေပေါ့နော်ဆိုတော့ဝိရစေတို့မြည်တည်နော်အဲ့ဒီမျိုးသားလုံးကိုလူညွန့်တုံးစေတယ် တိတ်ပြီးတော့ကြောက်ဖို့ကောင်းတယ်အာပြီးခဲ့တဲ့တပတ်လောက်ကရန်ကုန်မှာဖြစ်သွားတယ်ဖြစ်ဖြစ်တကူအဲ့ဒါပါလဲဆိုတော့ယောက်ျားဖြစ်တဲ့လူကအဲ့ဆေးကြောင်ပြီးတော့နော်ဆေးတုံးတယ်အရက်တောက်တယ်နှစ်ပင်လိန်ွားတယ်ပေါ့အရက်စကားနဲ့ပြောရင်နှစ်ပင်လိန်နဲ့ဆေးလည်းတုံးတယ်ရက်လည်းတောက်တယ်ဆေးကြောင်ပြီးတော့အဲမနေ့တနေ့ဝန်းနှစ်နေ့ဝင်းရှင်မှာမိမဖြစ်တဲ့လူဒါနဲ့မတင်မချင်းခုတ်တက်တာ မေယိုကြီးအခုတ်ခံရရဲ့အဲ့ဒီမေယိုကကျိုးပြီးတော့ပဇာမှာသွားပြီးဆိုင်အာကောင်ပေါ့ပြောမယ်ဆိုအာကောင်မှာမေယိုကဆိုင်တည်တဲ့အာသွားတွေလည်းကျိုးသွားတယ်သွားဆိုရင်သွားရှစ်ချောင်းလာမသိဘူးသွားတွေကလည်းဒီဘက်ကသွားတွေကလည်းကျိုးသွားတယ်ဒီဘက်မေယိုကလည်းပဲအခုတ်ခံရတယ်ဒါနဲ့အခုတ်ခံရတဲ့မေယိုဒီအာကောင်မှာသွားပြီးဆိုင်နေတော့ခေါင်းမှာလည်းပဲထရတဲ့ချက်ပေါင်းများများစွာအခုတ်ခံရတယ်ခေါင်းကိုအခုတ်ခံရပြီးတော့ဒီမေယိုကိုလည်းပဲဒါနဲ့အခုတ်ခံရတော့အဲ့ဒီမှာအာယုံကြောကိုချပြီးတော့မျက်လုံးတစ်လုံးကလည်းကွယ်သွားတယ် เนาะမျက်နှာတစ်ပြင်လုံးလုံးဝရစားရစားမရှိအောင်ဓာတ်တွေနဲ့အချက်ပေါင်းများများဆိုတာမှွန်ထားတယ်เนาะဓာတ်ပုံဓာတ်ပုံဓာတ်ပုံပြမယ်ကျွန်မကြည့်မိမတယောက်ရဲ့မိမတယောက်မှာဒီကရုပ်ချောချော ဆိုဆိုရုတ်လှလာမလှလာမိမတယောက်ကကိုယ့်ရဲ့မျက်နှာကိုတန်မိုးထားကြတယ်ပေါ့နော်ဒါမျက်နှာဆုပ်ပြတ်သွားတာဘဝတည်သွားတာနဲ့အတူတူပဲနော်ယောက်ျားဖြစ်တဲ့သူကဆေးကြောင်ပြီးအဲ့လိုမျိုးခုတ်တာနော်ဒီဒီပဇောင်ရိုးတွေပြုတ်သွားတယ်အဲ့ဒီပဇောင်ကြီးကနေပြီးတော့မေးရိုးကျိုးသွားတယ်မေးရိုးကအကောင်မဆိုင်နေတာသွားတွေကျိုးသွားတယ်နော်မျက်နှာမှာလည်းအချက်မမှန်ပါစေခုတ်ခတ်ရတယ်လက်တွေဆိုလို့ရှိရင်လည်းဘာနဲ့တူလဲဆိုတော့ကျမတို့ဟောငက်ခူလေးငက်ခူကြော်ကာနေချက်ကာနေဓာတ်နဲ့အရာမှုံးထားတယ်လို့အဲ့ လက်နှစ်ဖက်လုံးလည်းပဲဓာတ်တွေနဲ့ညောင်များစွာအချက်ပေါ်များများစွာခုတ်ခြေထောက်တွေဆိုလို့ရှိရင်လည်းအဲ့ဒီလိုမျိုးဓာတ်တွေနဲ့မသိမ့်မချင်းခုတ်တာတာနော်အဲ့ဒါကိုဘေးဘဝင်ကျန်ကနေတီးပြီးတော့မှအချိန်မီတားပြီးနိုင်လို့နှုတ်မလို့ရှိရင်ဒီမိမကဝေချင်းပြီးဆုံးပါနော်ဓာတ်တွေကဘာလဲဆိုတော့အိမ်တော်တို့ကပြုလို့ရှိရင်ညသွားပြင်အိမ်တော်တွေကအဲခုခေတ်မှာကမိဘပေးစားလို့ယူရဲဆိုတာရှားပါတယ်နော်တယောက်နဲ့တကောင်ချစ်ကြလို့အဲတယောက်လို့ချစ်လို့ ဟိုချက်ကြရဲတက်ဆာရှိကြတယ်နော်ချက်တာရေမြစ်တာတွေနဲ့အိမ်တော်ပြုကြတာဒါပဲမဲ့ဘလောက်ပဲချစ်ပစေဘလောက်ပဲမြစ်တာတွေရှိပစေအဲ့ဒီမွေးရစေးအုံးဆွဲမိတဲ့အခါမှာမွေးရစေးတားကောင်ဖြစ်သွားတဲ့အခါမှာအတိစိတ်တွေလွတ်သွားတယ်လူတက်ဖို့လဲဝင်မလို့ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့မိဘ နော်ကိုသားသမီးကိုတော့မှပြန်လေးတတ်ဖို့ဝင်မလေးလောက်တဲ့တိတ်ကိုကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒီလိုလူမဆန်တဲ့လှုပ်ရမျိုးကြီးရှေ့မှာလည်းမကြာခဏကြားရတယ်ရမှုရစေတုံးပြီးတော့ဆေးကြောင်ပြီးသားဖြစ်တယ်လူကဖေးဖြစ်တယ်လူဓာတ်နဲ့ခုတ်တာမျိုးတွေပေါ့ကျော်ကဒီလိုမျိုးမူရစေတွေကိုဖြန့်ဖြုတ်နေမှုတွေကိုထီထီရောက်ရောက်နှိမ်နှိမ်နိုင်မှသာလေကျမတို့လူမှုအတိုင်းဝိုင်းမှာနော်အခုစားလို့ရှိရင်အဆေးကြောင်ပြီးတော့ဟောလူရမှုကြီးဖြစ်တာမျိုးတွေမကြာခဏကြားရတာပေါ့နော်ကျမတို့လူမှုတာဝိုင်းမှာတိတ်ကိုမှာ တနေ့တနေ့ဟိုအနှိမ့်ထာယုံတွေပဲကြားနေတာဒီလိုမျိုးတမျိုးသားလို့လူညွတ်တုံးနေမဲ့ဘင်းကိုတော့တိုင်းရင်သားအနိခင်ရိုးသားရဲ့ဆိုတိုင်းရင်သားကြီးကဘင်းနေမှာမဟုတ်ဆိုဆိုင်နေကြတယ်အခုဆိုရင်သူတို့စာဝင်တွေခက်ခဲလို့ဘင်းဆိုင်ပါတယ်ဆိုပြီးတော့ရိုးရိုးရှင်းရှင်းနဲ့သူတို့ကတော့စာဝင်တွေခက်ခဲလို့အသက်ရှင်နေထိုင်ဖို့အတွက်ဘင်းဆိုင်ပါတယ်မြန်မာတမျိုးသားလုံးတော့လူညွတ်တုံးပြီးတော့ဘင်းကြောင့်လူညွတ်တုံးရင်တုံးပါစေဆိုရက်ငါတကောကောပြီးတော့တဘူလေးကြည့်တဲ့စိတ်တက်တွေနဲ့ လူမပီသားတဲ့လူတွေလည်းမြန်မာပြည်မှာတိတ်ကိုများလာပါတယ်เนาะဆိုတော့ကဆက်ဆက်နေနဲ့ပြောတာပေါ့เนาะဆိုတော့ဒီမွေရစီဝါမှုတွေကိုဘကိုးအစိုးရအနေနဲ့ဘယ်လိုများဆောင်ရွက်မလဲပါမတခါလိုပဲလူငယ်ထလာပေးပြီးပြန်လှုပ်အောင်ပါလားဆိုတာစောင့်ကြည့်နေပါတယ်။နောက်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းလက်ရှိမှာဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံကကမ္ဘာမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးကမ္ဘာနံပါတ်1ကမ္ဘာနံပါတ်1နေရာမှာရောက်နေပြီ။ကမ္ဘာမှာ နာမည်ဆိုးနဲ့ကြော်ကြပြီးတော့တိတ်ကိုမှအရှက်ရဆရာနိုင်တဲ့တခုဖြစ်နေပြီဒီပုံမှာနောက်ဘိန်းဆိုင်ဖို့ထုတ်လို့မှုအများဆုံးသည်အီယိုအီယိုအမိခန်တိုင်းရင်သားလက်နက်ကအဖွဲ့အမိခန်နော်တိတ်ကိုရိုးသားပါတယ်ဆိုတော့တချို့သောတိုင်းရင်းသားတွေရဲ့နေမီမှာဖိန်းဆိုင်ပြိုးထုတ်လုပ်နေတာဖြစ်ပြီးတော့เนาะကျမတို့မြန်မာတမျိုးသားကိုလွန်ညွန်းတုံးအောင်လုပ်နေတာဖြစ်တဲ့အတွက်ဒီ EAO EAO အမေခံတိုင်းရင်းသားရဲ့နေမီကဘိန်းခင်းနေမှာတော့ကျမတို့ဥနေဝဲလက်ထက်ကလို့ဘိန်းခင်းစစ်စင်ကြီးလှုပ်ဆောင်မှုအစီအစဉ်များရှိမှလားဘိန်းရင်စစ်စင်ကြီးများ မလုဆောင်တော့ဘူးလားဆိုတာမျိုးကျမတို့ဆက်လက်ပြီးစောင့်ကြည့်နေပါတယ်လိုအပ်လို့ရှိရင်ဘေကင်းစစ်စင်ရေလုဆောင်ပေးဖို့လေကျမပြည်သူတောင်းနေနဲ့တောင်းဆိုပါတယ်